ချင်းတို့ရေဒီဗီဒီယိုဖိုင်လေးကိုဆွမ်းအောင်ကြည့်ပါပေါ့နော်အခုခက်ကလည်းတော်တော်လေးကိုမှဆိုးနေပြီပေါ့နော်လန်ဒီလိုမျိုးသူများဟာကိုအလွယ်တကူလိုချင်တဲ့သူတွေကလည်းနီလန်ပေါင်းစုံတဲ့ကိုမှကြံချရတယ်ပေါ့နော်ဒီမှာជីជីပေါ့နော်ကျွန်တော်နဲ့တူတူဒီဗီဒီယိုဖိုင်လေးကိုជីជីရအောင်ပေါ့နော်ဟင်းမဆလာပြီပေါ့နော်ဒါជីជីနော်အားဒီမှာជីជីဒီမှာ တို့ကအဖွဲနဲ့တောင်မှလုံနေပြီပေါ့နော်ဒီမှာជីជីပေါ့နော်မြင်လိုက်တယ်ဟုတ်လားဒီမှာជីជីအဖွဲနဲ့တောင်မှတို့တွေကဒီလိုမျိုးလုံယူနေကြတာပေါ့နော်အရန်ကိုမှအန်ဟောဖို့ကောင်းတယ်ပေါ့နော်သူငယ်ချင်းတို့နော်အာဆိုတော့တကယ်ကြီးကိုမလွယ်တော့ပေါ့နော်ဒီခက်ကလေနော်ជីជីနော်အာတယောက်ကနှိုက်လိုက်တယ်တယောက်ကနှိုက်လိုက်ပြီးရင်နောက်တယောက်ကိုပေးလိုက်တယ်နောက်တယောက်ကနေတာသွားလိုက်တယ်ဆိုတော့ အနည်းနာမှာတကယ်လို့ပိုင်ရှင်ကလိုက်ပြီးတော့ဆက်တယ်ဆိုရင်တော့သူ့မှာမတွေးတော့ဘူးလေနော်သူ့မှာမတွေးဘူးဆိုရင် तू ယူပါတယ်လို့ပြောလို့မရတော့ဘူးပေါ့နော်အိုးဟိုးတကယ်မလွယ်ဘူးနော်သူငယ်ချင်းတို့နော်ဒါကြောင့်မို့လို့ကိုကသွားတဲ့လာတဲ့အခါဆိုလို့ရှိရင်လည်းတတိထားရမယ်ပေါ့နော်အဓိကပြောချင်တာကြားရင်တော့ဗာလဲဆိုရင်ဒီဘေးနားမှာလည်းဆိုင်နေရှိတယ်ပေါ့နော်ဒီဆိုင်နေရမမြင်ကြတာလားပေါ့နော်အဲတကယ်ပဲမမြင်လိုက်ကြတာပေါ့နော်ဒီမှာချီချီပေါ့နော် ရှေးမှာတရားကနိုင်နေတဲ့အချိန်မှာ တင်နောက်ကလူတွေကဒီဘေးကပါဝင်ကျဲဆိုင်နေကောင်းရမယ်ပေါ့နော်ဒီဆိုင်နေကမြင်ဖို့လိုရမြင်ဖို့လိုတယ်မြင်လဲတာပြောရမယ်ပေါ့နော်တကယ်ကိုအယံအံ့ဩတယ်ပေါ့နော်အဲ့ဒါကြောင့်တခါတလေကြားရပညာရှိတဲ့သူတွေကပြောတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ဟာအဓိကကြားတယ်ဆိုတာလဲမှန်တယ်ပေါ့နော်ဆိုတော့တချို့နေရာတွေမှာဆိုလို့ရှိရပါဥပမာကိုကပတ်ဝန်းကျင်နဲ့တင်းမြအောင်နေတဲ့အခါကျတော့တဲ့ကိုယ့်ရဲ့ကိုမရှိဘူးကိုယ့်ရဲ့အိမ် ကိုအိမ်မှာကိုမရှိဘူးဆိုရင်တော့တခုခုတစုတ်တရာဖြစ်တယ်ဆိုရင်အဲ့ဒီပတ်ဝန်းကျင်ကြီးပြီးတော့စောက်ရှောက်ပေးတယ်တဲ့အဲ့ဒီအတွင်းနဲ့အဲ့ဒီကိုကိုမှလုံခြုံမှုအပြေအဝရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့တဲ့ပတ်ဝန်းကျင်နဲ့လည်းတင်းမြအောင်နေကြပါတဲ့တဲအောင်နေရမယ်ပေါ့နော်အဲ့ဒီလိုမျိုးပြောချတာပေါ့နော်သူငယ်ချင်းတို့နော်အယံမှန်တယ်ပေါ့နော်ဒါကြောင့်အခုလိုမျိုးကိုကဈေးရောင်းနေဆိုလို့ရှိရင်လည်းဈေးရောင်းနေသူချင်းချင်း ဒါတင်းမြန်ရမယ်တင်းတင်းမြန်မြန်နေရမယ်ပေါ့နော်အခု night သွားတာကြတော့ဝယ်တဲ့သူရှိမှ night သွားတာပါပေါ့နော်အာကိုယ့်ရဲ့ဆိုင်နေဈေးရောက်တဲ့သူရှိမှမဟုတ်ဝယ်နေတဲ့သူရဲ့ဒီပစ္စည်းကိုယူသွားတာပေါ့နော်အဲ့ဒါလေးမြင်နေကြတယ်ခေါ့လားတကယ်မလွယ်ဘူးပေါ့နော်ဒီခက်ကလေဟူးဆိုတော့ပြီးရင်သူတို့သူတို့ကဘယ်လိုပြောရမလဲကွာနေစနစ်ပြောင်းသွားပြီပေါ့နော်ဘယ်လိုပြောနေစနစ်ပြောင်းသွားတာလဲဆိုတော့တယောက်က ယူတယ်။ဒါပြီးရင်ဘေးနားမှာသွားနေတဲ့သူကိုပေးလိုက်တယ်ဆိုရင်တကယ်လို့အဲ့ဒီအယူခံရတဲ့သူကသူ့မှာသူတိတ်သွားတယ်ဆိုရင်တော့မှသူ့ကိုစစ်မယ်ဆိုရင်တော့မှစစ်လို့မရတော့ဘူးပေါ့နော်။ဘာဖြစ်လို့လဲ။စစ်တဲ့အခါကျရင်လည်းသူ့မှာမတွေ့ဘူးဆိုရင်ဒီလူယူပါတယ်ဆိုတာပြောလို့မရတော့ဘူးပေါ့နော်။အိုးတကယ်မလွယ်ဘူးပေါ့နော်ဒါကြောင့်မို့လို့ဒီဈေးဖွင့်ထားတဲ့ဈေးတွေအနေနဲ့လည်း အဲဈေးဒီမှာဟုတ်ကူကို CCTV ထားရမလို့ဖြစ်နေပြီပေါ့နော်သူငယ်ချင်းတို့နော်ဒီမှာဒါသူတို့သွားလိုက်တယ်အဲ့လိုမျိုးပဲပေါ့နော်ဟိုးတကယ်မလွယ်ဘူးနော်သူငယ်ချင်းတို့နော်โอเคနောက်ပြည့်ကြမှာကျွန်တော်တို့ပြန်လဲဆင်ပြေးကြမယ်နော်